အဘတိလာတဲ့ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်လက်လေးနှချောင်းနဲ့ကြောက်ပြင်းမောမှလက်သားသွေးထားပြီးလက်လေးနှချောင်းနဲ့ယူပြီးနာဝကိုတည့်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးလောက်ပဲဖြစ်စေတရဝရီချမ်းသာကြပါစေဆိုတဲ့ရှင်နယ်ကမေတ္တာ ရှင်နေမှာမေတ္တာဖြစ်အောင်လုပ်တာကမာဝတိလာဆိုတဲ့ကုသိုလ်ရဲ့ပုံမြတ်တယ်အားကြောင့်မြတ်တယ်လို့ပြောတော့ဆိုငါဘာသီလကသီလအဆင့်ပဲရှိတယ်။မေတ္တာဘာဝနာပွားလိုက်တယ်ဆိုတော့ဘာဝနာအဆင့်ရောက်သွားပြီ။ဒါကြောင့်မို့လို့ပုံမြတ်တယ်။အဲ့ဒီမေတ္တာပွားမှုအောင်မြင်သွားပြီဆိုလို့ဇန်နေပိညာနေရပြီဆိုရင် ပြမပြေမှာကဘာနဲ့ခြေပြီးတော့အသက်ရှင်နိုင်တာဒါကြောင့်မို့လို့တီလာကဘလောက်ဖြစ်ပြည့်စုံပြည့်စုံပြမမဖြစ်ဘူးတီလာကုသိုလ်တမျိုးတည်းနဲ့ပြမမဖြစ်ဘူးဌာနကုသိုလ်နဲ့လည်းပြမမဖြစ်ဘူးမေတ္တာဝါနာပွားပြီးတော့သမထကျင့်စဉ်ကျင့်လို့ဆံရပြီဆိုရင်ပြမဖြစ်တယ်လို့ဒါကြောင့်မို့လို့မြတ်တယ်လို့ပြောတာเนาะ အဲ့ဒီလေမြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆို ရှိသေးတယ်သင်္ခါရတရားတွေကိုအယုံပြုပြီးတော့ဘယ်ရာမှမမြဲဘူးဆိုတဲ့အနိစ္စသင်ညာလက်ဖြောင်းတည်းအချိန်ပိုင်းလေးမှာပဲဖြစ်စေမမြဲဘူးဆိုတဲ့အနိစ္စသင်ညာအနိစ္စလို့သိတဲ့ဝိပဿနာအသိဉာဏ်လေးอ่ะ ခဏမေတ္တာပွားရတယ်ပုံမြတ်တယ်။ဘာကြောင့်မြတ်တုံးဆိုဒီဝိပဿနာအတိကမလေးပါဖိုးလေးပါထီအောင်စိုက်ထီစေပြီးနိဗ္ဗာန်ထီအောင်ရောက်စေနိုင်သောကြောင့်ဖြစ်တယ်။စံပွားပြီးတော့စံရယုံတက်တက်နဲ့နိဗ္ဗာန်ဆိုတာမရသေးဘူး။ဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့ဒီအတိလာမ နိဗ္ဗာန်ဆိုတဲ့နိဗ္ဗာန်တခါကြီးဟာပွင့်သွားမှာ